ားလုံးပဲမင်္ဂလာပါရေဘော ED channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့က15ရက်ဆယ်လ2025ပေါ့နော်အော်ဒီနေ့ကျွန်တော်မပြောချင်တာလဲဆိုတော့ကျွန်တော်တို့မြန်မာဒေါ်လာရေးတမိုင်းမှာဒါအလုံးအင်တမအရေးပါတဲ့အမှတ်တရဖြစ်စီမဲ့နေ့တနေ့ပေါ့ဗျာအဲ့ဘာလဲဆိုတော့ရခိုင်ယူမဘော်ကအကြံဖတ်စစ်ကောင်စီရဲ့နောက်ဆုံး ခန်းစစ်ဖြူဟာစကန်ကြီးနေကံကုန်းအားလုံးလည်းသိကြတာပါเนาะဒီနေကံကုန်းကိုအရခတ်တက်တော့အေးနဲ့မာမိတ်ဒေါ်လာကြီးတက်ခွဲတွေကဒါအပိဒတ်သိမ့်ပိုက်လိုက်ပြီဆိုတော့ဝန်တာစရာတရင်ကြီးကိုအားလုံးကြားပြီးကြပါဘူးเนาะကြားလဲကြားပြီးကြပါအဲ့တော့အော်တိုက14ရက်နေလို့ပြောတယ်သိမ့်ပိုက်လိုက်တဲ့နေရတော့เนาะလုံးဝသိမ့်ပိုက်ရရှိတဲ့နေရတော့မနေရဘူးเนาะ အာပြီးခဲ့တဲ့ရက်ပိုင်းကတော့ကျွန်တော်တို့ကသတင်းတွေတော့ရတယ်။စကမ်းဘော်ကိုတော့ချေချလို့ရပြီ။ဒါပေမဲ့ရှင်းနေရေလုံးစကမ်းအနေနဲ့ကျေတာပေါ့နော်။အော်မနေ့ကတော့ဒါ14ရက်နေ့ကတော့လုံးဝရသွားပြီလို့ပြောကြတယ်ပေါ့နော်။အာခတက်တော်ကတော့ A ကတော့ဘာသတင်းထုတ်ပြန်မှုမှာမရှိသေးဘူး။ထုတ်တော့ထုတ်ပြန်ပါလိမ့်မယ်နော်။အော် Nerissa တို့ဘာတို့ကတော့ဥက္ကဋ္ဌကကိုမေးထားတယ်လို့ပြောပါတယ်နော်။အဲ့တော့ဘာပဲဖြစ်ဖြစ်ဒါမနေ့က အော်တိုက14ရက်နေ့ကတော့တကယ်ကိုတမိုင်းဝင်နေအောင်ပွဲပါတရားဝင်သတင်းထုတ်ပြန်မှုတွေမရှိသေးပေမဲ့လည်းအမြင်ပြင်သတင်းချက်လက်တွေအရတော့သိမိပြီဆိုတာတော့ကျွန်တော်တို့အတည်ပြုလို့ရပါတယ်နော်ကျွန်တော်တို့လည်းမြေပြင်နဲ့မြေပြင်ကသူတွေနဲ့ဆက်ဆက်မှုရှိတယ်ရှိပါတယ်နော်အော်ဒီနေ့ကျွန်တော်ပြောချင်တာကဒီစခန်းကုန်းသိမ်းပွဲကြီးကိုခြေရပြန်ကောက်ချင်တာပေါ့နော်ဘာလို့ဒါကိုကျွန်တော်ပြန်ပြောလဲဆိုတော့ကျွန်တော်တို့အတွက် စိတ်တက်ခွန်အားရစရာတွေပါလို့ပေါ့နော်အဲအဲ့ဒီမှာဒါဒီလိုစူးစီးတင်ဆက်လိုက်ခြင်းအားဖြင့်အာဒီဖြစ်စဉ်တစ်ခုလုံးခြုံငုံပြီးတော့မှမြင်သွားနိုင်တာပေါ့နော်အပြန်နှားထောင်ရတဲ့လူတွေလည်းအရသာရှိတာပေါ့ကိုအောင်ပွဲအောင်ပွဲကိုပြန်နှားထောင်ရတာလည်းအရသာရှိတာမရှိဘူးညာနော်ဒါကြောင့်ကျွန်တော်ဒီနေ့နိုင်ငံနဲ့ပတ်သက်ပြီးတော့မှအခြေအပြန်ကောက်မှာပေါ့နော်။အဲ့တော့နိုင်ငံ viewer ဘုံဆိုတာက ပြီ9000ကျော်မြင့်တဲ့ရခိုင်ယူမရဲ့အမြင့်ဆုံးတောင်ထိပ်မှာရှိတာအကြံဖတ်စစ်ကောင်စီကဒါကိုရခိုင်ပြည်နယ်နဲ့ကျွန်တော်တို့ဒီမှာကြားမှာရှိတယ်ပြောရလို့ရှိရင်တန်တတိုင်းကြီးပေါ့ဗျာနော်မဟာတတိုင်းကြီးဒီလိုတတ်မှတ်ပြီးတော့မှစခန်းငယ်အစဲခုနီးပါးရှိတယ်ကာကင်းစခန်းငယ်ကြီးပေါ့နော်အဲဒီမှာလက်နက်ကြီးတွေရှိတယ်အဲဒီကာကင်းစခန်းနေဆိုစခန်းတစ်ခုတစ်ခုကိုဘုံမှုဦးစီးပြီးတော့မှတင်းတင်းစာချထားတာနော် လူရာချီချလာတာအဲ့လိုမျိုးတရင်တရင်နှီးပါပေါ့ဗျာ80 80အဲ့လိုမျိုးစခန်းနေအဲ့ဒီမှာ10ခုနှီးပါပေါ့နော်လက်နက်ကြီးတွေနောက်တစ်ခါလေကြောင်းပစ်ကူတွေ drone တွေစသဖြင့်ပေါ့နော်လိုလက်နက်ပေါင်းစုံအာဖွဲ့စည်းပုံအပြည့်ပေါ့နော်အစင်ထားတဲ့စခန်းအဲ့တော့အကြပ်ဖက်စစ်ကောင်စီအတွက်ကဒီနိုင်ငံစခန်းကအမ်းမြို့အခြေစိုက်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုပြန်သိမ်းဖို့ တည်ထားတဲ့စကောင်းပေါ့ဒီကနေအမှန်တော့အဲ့လေချောင်းရစခန်းကြီးအရင်တည်းကရှိတာပေါ့ဒါမဲ့အဲ့ဒါကအကောင်းဆုံးခြေကုပ်ယူဖို့အတွက်ဒီဝါဘုံဖြစ်တယ်ပေါ့နော်ဂျက်ဖက်စကောင်းစီအတွက်နောက်တစ်ခါအဲ့ဒီအန်းကိုတွားဖို့အတွက်ကျွန်တော်တို့လေချောင်းပြစ်ခုပေးပြီးတော့မှဒီရခိုင်ပြည်မတဲ့ကိုစစ်ကူနဲ့ရိတ်ခါရီပို့ဖို့အတွက်အဂျက်ဖက်စကောင်းစီရဲ့အသက်သွေးကြောဖြစ်တဲ့လမ်းမကြီးပေါ်မှာတည်ရှိတာအဲ့တော့ဒီနေရာကိုသူတို့လုံးဝမကြောက်အောင်အင်အားတစ်ထောင်နီးပါးလောက်နဲ့အသေးအတန်း ခုခံခဲ့ကြတယ်အဲဒီမှာစစ်မှုရန်တနန်းစင်ရဲရဲဘော်တွေပေါ့နော်ရဲဘော်တွေရှေ့ရှေ့တန်းပုတ်ခံရတယ်လူသားတိုင်းပြအုံပြုခံရတယ်အဲ့အတွက်ကြောင့်မို့လို့အများကြီးတည်ခဲ့တယ်အဲ့တော့လူသားတိုင်းနဲ့တောင် ကာပြီးတော့မှအုံပြုခဲ့တာတွေကဒီစခန်းရဲ့အရေးပါပေါ့ဘယ်လောက်ထိရှိတယ်လဲဆိုတာကျွန်တော်တို့ခံမှန်းလို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရဲ့ရဲဘော်ရဲဘက်တွေရဲ့စိတ်ဓာတ်ကတော့အဲ့ဒီတောင်ထက်ပိုမြင့်တယ်ပေ9000နဲ့မြင့်နေပြန်နော်အေးနဲ့ကျွန်တော်တို့မာမိတ်တက်တွေက10လနီးပါးတောင်ကြာတယ် ဆယ်လာနီးပါးကြာမြင့်ခဲ့တဲ့အဲဒီထိုးစစ်ကြီးကိုဖေဗူလာလအစောပိုင်းလောက်ခဲကစတင်ခဲ့တာပေါ့နော်အဲတော့တဆင့်ပြီးတဆင့်ကာကင်းတစ်ခုပြီးတစ်ခုထိုးပေါက်ခဲ့တယ်ထိုးပေါက်တဲ့အဲကြားထဲမှာလည်းကျွန်တော်တို့သတင်းတွေတောင်းလျှောက်မြင်နေရတယ်ဘယ်စကန်တော့တိတ်ပြီးအဲဘယ်စကန်တွေနားတော့ရောက်နေပြီကျွန်တော်တို့တောင်းလျှောက်ကြားသိနေရတာပေါ့နော်အဲလိုနဲ့တဆင်ပြီးတဆင့်ဒါထိုးပေါက်တိုက်ခတ်ခဲ့တဲ့နေရာမှာအဓိကကာကင်းနေဖြစ်တဲ့ MPT တာဝါရိုင်ဘုတ်နေကန်နေကန်ကနေဆက်ပြီးတော့မှ နော်ရိုးဘောကိုဆက်တက်လာမှဆိုရင် MB tower တန်ကုန်းရှိတယ်။အဲပြီးလို့ရှိရင်ကျွန်တော်တို့ဟိုဘက်မှာလမ်းသစ်ဘက်မှာဂုံကြီးစကန်နောက်တစ်ခါ fighter ဘုံ fighter ဘုံဆိုတာချင်းစည်းဝေကုန်းနော်ကျွန်တော်ပြောခဲ့ဘူးလေချင်းစည်းဝေကုန်းဘာလို့ချင်းစည်းဝေကုန်းလို့ခေါ်လဲဆိုတော့ဟိုဘက်ကျွန်တော် mighty မှာပြောခဲ့ရ။သူကအဲ fight အဲဂုံဘောပေါ့နော်အဲဂုံဘောမှာပုံမှုတရားအောင်စီးတာ။အဲဂုံဘောကနေပြီးတော့မှသူတို့ဒီလမ်းသွားလမ်းလာတယ်ပေါ့နော်အောက်ကိုသွားမယ်ဆိုလို့ရှိရင်ဆင်းမယ်ဆိုလို့ရှိရင်ဘာမှအုံးမလဲလို့မေးရင်သူတို့အဓိကမှာချင်းစည်းဝေ ချက်ထားကြလို့เนาะအဲ့တော့တော်တော်ကိုရာသီဥတုကလည်းကျမ်းပါတယ်เนาะရိုးပေါ်ကရာသီဥတုကလည်းကျမ်းတယ်အဲ့ချင်းစည်းကိုအမြင်ပါချင်းစည်းကိုရလည်းအဲ့ဒီမှာကဖိုက်တာချင်းစည်းကိုပဲရှိတယ်အဲ့တော့ဖိုက်တာချင်းစည်းကိုနဲ့သူတို့ဖြတ်တန်းရတာပေါ့เนาะအဲ့တော့အဲ့ဂုံးကိုဒီဖိုက်တာချင်းစည်းကိုအမြဲတမ်းမာနေတဲ့ဂုံးကိုဖိုက်တာဂုံးလို့ခေါ်တယ်เนาะအဲ့တော့အဲ့ဂုံးนี่ပေါ့ဒါကတော့ကြီးမားတဲ့ကာကင်စခန်းတွေပေါ့เนาะဒါဝရိုင်ဂုံးတို့ဂုံးကြီးစခန်းတို့ဖိုက်တာဂုံးတို့ဆိုတာဒါတွေကတကယ်နိုင်ငံကိုเนาะ တတိုင်းလိုကာပေးထားတဲ့စခန်းကုန်းကြီးတွေပါเนาะအဲ့ကုန်းတွေရတယ်ဒါတစ်ခုပြီးတစ်ခုပြိုလဲသွားခဲ့ရတယ်ပေါ့เนาะဒါဟာရခိုင်ရိုးမပေါ်မှာအကြမ်းဖက်စစ်ကောင်စီရဲ့အာဏာဆက်လုံးဝချုပ်ငိမ်းသွားပြီဆိုတာကိုပြသလိုက်တာပဲအဲ့တော့ဟုတ်ပြီအရင်တော့ဒီနိုင်ငံကုန်းကိုဘယ်တက်တွေကကာဝယ်စောင့်ရှောက်ပြီးတာလဲဆိုတော့တမကိုကိုလောက်ကန်တန်ရင်တွေကနိုင်ငံပြူကခုခံစစ်ကိုတာဝန်ယူရတယ်အဲ့လိုတာဝန်ယူနေစင်မှာပဲစစ်ကြောင်းလိုက်ထိခိုက်တိုက်စုံမှုတွေရှိတယ် ထွက်ပြေးမှုတွေအများအပြားဖြစ်ခဲ့တယ်။ဘလောက်တိတော်လဲဆိုလို့ရှိရင်ဒီတက်မကူကူလောက်ကံအမှတ်နှစ်ကူကူနှစ်ဗျူဟာအဖွဲကယာယီဗျူဟာမှုဒုတိယဘုံမှုကြီးကြော်ကြော်သက်ယာယီဗျူဟာမှုဆိုတော့သူကတော့ဘုံမှုကြီးဖြစ်တော့မှာနော်ဘုံမှုကြီးဖြစ်ဖို့တဲတဲပဲလိုတော့တယ်နော်အဲ့တော့ဒုတိယဘုံမှုကြီးကြော်ကြော်သက်အပါဝင်ဒါအရာရှိတွေတော်တော်များတယ်နော်အေရဲ့ဖန်ဆီးခြင်းကိုခံခဲ့ရတယ်အဲ့လိုပေါ့ထွက်ပြေးတာကြီးလည်းရှိတယ်တေဆုံးတာကြီးလည်းရှိတယ် တိုးမပေါက်ဘူးသူတို့အဲ့ဒီနိုင်ငံကုန်းကိုခြေကုန်းယူပြီးတော့မှအထက်ကိုတက်ဖို့ကိုတိုးမပေါက်ဘူးတိုးမပေါက်ခဲနဲ့တည်နေတာတောက်လျှောက်တည်တယ်သူတို့ရှိတဲ့ view ကတော့အစွမ်းကုန်သုံးတာပဲနော်အဲ့လိုမျိုးတည်ဆုံးတာရင်းပျောက်ဆုံးတာရင်းနောက်တစ်ခါအခုလိုမျိုးပေါ့နော် viewer မှုကိုယ်တိုင်ယာယီနီး viewer မှုကိုယ်တိုင်ဖန်ခံရတာရင်းဒါတွေဖြစ်လာတယ်ဒါတွေဖြစ်လာတော့အဲ့လိုမျိုးအထိနာလာခဲ့တဲ့အခါမှာကိုကိုတက်မှမဟုတ်ဘူးဘူးကြီးတင်ပေါင်းကျော်သူ့ကိုအကြဖတ်စစ်ကောင်စီကပြန်ပြီးတော့မှ ဖမ်းလိုက်ရတယ်ဖမ်းပြီးတော့မှသူ့စစ်ကြောရေးတွေပဲဝင်ရတာပေါ့နော်အဲ့တော့ဘာလို့ဖမ်းတာလဲဆိုတော့ခုနကျွန်တော်ပြောတဲ့ဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်အပါဝင်အချမ်းဖတ်စစ်ကောင်စီတပ်ဖွဲ့ဝင်ယာချီတေဆုံးတယ်ယာချီတေဆုံးပြီးတော့မှ80ထဲမှနေပျောက်ဆုံးနေတယ်အဲ့ဒါကဒီကောင်တွေကအတွင်းပိုင်းကိုဒီနိုင်ငံကောင်ကနေအထက်ကိုတက်ဖို့အတွက်ကြိုးစားတဲ့အချိန်မှာဒီကောင်တွေတေးတာအဲ့မှာတေးတယ်အဖတ်ခံရတယ်ပြူပါမှုပုံနဲ့ဖတ်ခံရတယ်အဲ့တော့တက်မှမူဒီဗိုလ်မှူးကြီးတမောင်ကျော်ကိုခေါ်ခေါ်ပြီးတော့မှမန်လီနန်တွင်မှာ စစ်ကြောရေးဝင်တယ်နောက်ဆုံးမှအဲ့ကောင်လည်းအလုတ်ပြုတ်သွားတဲ့အထိပဲနော်ຢာလူကလည်းပြုတ်သွားတယ်အဲ့တော့အနာပေးလိုက်တယ်ပေါ့နော်အဲ့ဒီနောက်ဘသူနဲ့အစားထိုးလာတယ်ဆိုတော့ဟာခအခြေချစစ်ပြီးပါမှုပုံကြုတ်စိုးဝင်ထွန်းသူ့ကိုဒီတက်မမှုကူကူနဲ့အစားထိုးခဲ့တယ်အဲ့ဒီတက်မကူကူကလည်းထူကြတယ်ဗျာတစ်တုံရနှစ်ခွန်စစ်စင်ရင်နောက်ပိုင်းမှာတနှစ်ခွဲအတွင်းကိုတက်မမှု9ဦးထိကြောင်းခဲ့ရတယ်တော်တော်ကိုဗျမ်းမရာဖြစ်သွားတဲ့တက်မမှု အဲတော်တော်တော့ပြန်တိဆောက်ရမယ်အိုက်တက်ပါเนาะတမကဖွဲ့စည်းပုံကိုပြတ်ထွက်သွားတယ်เนาะအဲ့လိုအခြေအနေမျိုးပေါ့เนาะအဲ့ဒီမှာပဲဒီကောင်တွေကအဲ့လိုအထိနာနေတဲ့အခြေအနေပေါ့เนาะအကြာဆုံးတာတွေများတယ်ပျောက်ဆုံးတာတွေများတယ်တေဆုံးတာတွေအားလိုပေါ့ရဖန်ခံရတာတွေရောအဲ့လိုဖြစ်တဲ့အချိန်မှာသူတို့ကသူတို့ကိုသူတို့ပြန်ပြီးတော့မှဘူတီပြန်ပေးတယ်စိတ်သက်ပြန်ပြီးတော့မြင့်တင်ဖို့ကြိုးစားကြတာလည်းတွေ့ရတယ်ကျွန်တော်တို့မှတ်မိအောင်မလားမသိဘူးစက်တင်ဘာလလောက်ကဒီခမရ109ထားကခမရ109ကမိခင်တိုင်ရင်ကိုပြန်လာတယ် ပြန်လာတဲ့အချိန်မှာသူတို့ကသူတို့ပဲနေကန်နေအောင်ပွဲရတယ်လို့လို့ပဲဟိုမှာအတကုံကြိတ်ကန်နေရတာနော်အဲ့လိုနေကန်နေအောင်ပွဲရတယ်လို့ပုံစံမျိုးအယောင်ပြပေါ့ဗျာနော်ဟန်ဆောင်ပြီးတော့မှအဲ့မှာကြိုးစိုးရေးတွေလုတ်ပြခဲ့ရတယ်အဲ့ဒီမှာတချို့ဆိုလို့ရှိရင်ခင်ဗျာနောက်ွယ်မှာဗျာကလကာရဲ့နောက်ွယ်မှာငိုယူနေတာတွေကကြားမကောင်းဘူးအဲ့တအဲ့တရဘောကအများကြီးပဲတေးတာနေတော့မဟုတ်တာဒါမဲ့ဟန်ပြကြိုးစိုးရေးလုတ်ခဲ့ရတယ်အဲ့ဒီလုတ်နေတဲ့အချိန်မှာပဲဟိုမှာကကျွန်တော်တို့ဒုတိယဘုံကြီးကြောကြောတက်တဲ့ viewer မှု အပြူဟာယုံဖွဲ့ပေါ့နော်ယုံယုံဖွဲ့ဆိုတော့အဲ့မှာဖွဲ့စည်းပုံအပြည့်ပါမှာပဲဘုံမှုတွေပါမယ်ဘူကြီးတွေပါမယ်ဘူတွေပါမယ်စသဖြင့်တွက်ချက်ကြီးတွေပါမယ်တွက်ချက်ကြီးစေးတွေပါမယ်ဂျူဟာယုံဖွဲ့16ဦး16ဦးကအဖမ်းခံရအဲ့လိုအဖမ်းခံခဲ့ရတဲ့အကြောင်းကိုအရခတ်တတော်လည်းတရားဝင်အဲစက်တင်ဘာ4ရက်နေ့ညမှာတရားဝင်ပေါ့နော်နိုင်ငံနဲ့ပတ်သက်ပြီးတော့ပထမဆုံးထုတ်ပြန်ချက်တရားဝင်ထုတ်ပြန်ခဲ့တာတွေ့ရတယ်ပေါ့နော်အဲ့တော့အမ်ရန် ဒီဘောစစ်စင်ကြီးပေါ့နော် ambrand စစ်စင်ကြီးရတယ်အောင်မြင်မှုမရတဲ့တက်မကူကူပေါ့နော်အဲ့တော့ရှေ့တန်းပြန်အခမ်းအနားတွေနဲ့ပြုလုပ်ပြီးတော့မှဟန်ဆောင်ပြီးစစ်မြေပြင်အရှုံးကိုရုတ်ပြတ်ဆင်းပြတ်ဖုံးကွယ်ခဲ့ရတဲ့အခြေအနေမျိုးတွေ့ခဲ့ရတယ်ပေါ့နော်အဲ့ဒါကြောင့်အဲ့လိုတည်ဆုံးတန်ရရတယ်ဖန်ခံရတယ်အလင်းဝင်တာတွေထွက်ပြေးတာတွေအဲ့လိုအရန်များနေရတဲ့အခါမှာကျွန်တော်ပြောခဲ့မှုတယ်1600လောက်1600 1200လောက်ပေါ့နော်1200လောက်လာမသိဟုတ်တယ်1200လောက် တက်မကူကို1200လောက်ကိုတင်လိုက်တဲ့အင်အားကပြန်ဆင်းသွားတော့ကားရည်အတွက်နဲ့လူတွေကိုကျွန်တော်တို့ရည်ကြည့်တာဟွာလောက်ပဲရှိတယ်600လောက်ပဲပြန်ပါသွားတယ်ကျန်တာအကုန်လက်သွားတယ်အဲတက်မကူကကားရည်အတွက်နဲ့ဒါတော့မှကျွန်တော်တို့တို့ကမျက်ရှိဖြတ်သေးတာကားတွေကိုဟာခါလီဆင်းသွားလိုက်အဲ့တော့စီဇန်ဘက်ကနေပြန်လှည့်လိုက်အဲမျိုးစုံပေါ့နော်ကျွန်တော်တို့မျက်ရှိဖြတ်နေရအင်အားကိုကျွန်တော်တို့တွက်လို့မရအောင်လို့သူတို့မျက်ရှိဖြတ်တယ်ဒါပေမဲ့ ျွန်တော်တို့တာလီချိုးတဲ့လူတွေကလည်းကွတ်တီပဲเนาะဘနစီကတော့ဘယ်ဘလောက်သွားတယ်အိုက်ကွန်ဘလောက်သွားအိုက်ကွန်ဘလောက်သွားတာလီချိုးပြီးတော့မှတေချာမှတ်ထားတာအဲ့တော့စုစုပေါင်းဆိုလို့ရှိရင်ကျွန်တော်တို့အင်အား600လောက်ပဲကာ3စီးကာအစီး30ကျော်ပေါ့နော်32စီးလားမသိဘူးအဲ့လောက်ပဲပြန်ဆန်းနိုင်တယ်အပြည့်အဲ့600ကျော်လောက်ပဲပြန်ပါသွားတယ်ပေါ့နော်တဝက်လောက်ကရခိုင်ယူမပေါ်မှာစုပ်ပြတ်တက်သွားတယ်ဖွာလန်ကျဲသွားတယ်ပေါ့နော်အဲ့တော့အဖန်ခံရတာရှိမယ်တိုင်ရရတာရှိမယ်ဒေဆုံတာရှိမယ်တိုးထဲမှာပျောက်နေတာရှိတယ် အဲ့လိုအခြေအနေမျိုးအဲ့လိုအခြေအနေမျိုးဆိုတော့ဟိုအရာရှိတွေကလည်းတက်မကိုဥဆောင်တဲ့တက်မမှုကလည်းဖန်ခံထားရတယ်အဗျူဟာမှုကလည်းအဖန်ခံထားရတယ်ဟိုဘက်ဒီဘက်ဖန်ထားတာအဲ့တော့ဒီတက်ကထိမ့်မဲ့လို့မရှိတော့မရောက်နိုင်နေတဲ့ဒီတက်ကဘယ်လိုပဲဖြစ်ဖြစ်ဒါစွန့်ရည်ကတော့မှကြတော့တယ်နော်ပြန်ကိုဆွဲချရတော့အဲ့တော့ဆွဲချတဲ့အချိန်မှာအဲ့တော့အောက်ခြေတက်သားတွေကသွားပြီလေတိတဲ့အချိန်မှာဒီလိုအခြေအနေမျိုးဆိုတော့စိတ်တက်ကဟိုအောက်ဆုံးရောက်နေဘယ်လိုလုပ်တိုက်ချင်တော့ အဲ့တော့မဖြစ်မနေပြန်ပြီးတော့မှဆွဲချရတဲ့အနေအထားဖြစ်လာတယ်ပေါ့နော်။ဟိုလဲကိုလဲရတော့မှ तू ကဒီနိုင်ငံစခန်းကို तू အရှုံးပေးလို့မရဘူး။ तू ကြလို့မရဘူး။သူ့အတွက်အဲ့နိုင်ငံစခန်းကအရန်ကြီးကြီးရဲ့နိုင်ငံပြူကဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီအမ်းမျိုးနဲ့ကပ္ပစဆက်ယုံနေရှိတဲ့မကွေးတိုင်းအနောက်ချမ်းကိုကာကွယ်ပေးထားတဲ့အဓိကကာကင်းပြူဟာစခန်းကြီးပဲ။ဒါကြောင့် တို့ရည်မှန်းချက်ကဒီစကမ်းကိုမဖြစ်မနေထိန်းထားအဲ့တော့နေကန်ကြသွားရင် Brandon နဲ့အန်ဒီရရှိပါတယ် Brandon နဲ့မှာမြောက်တက်တွေရှိတယ်ကပ္ပစာ14ရှိတယ် Brandon နဲ့အန်ဒီရရှိပါတယ်အဲ့တော့ Brandon နဲ့ကိုကြိတ်လိုက်လို့ရှိရင်ငဖဲစေတုဒ္ဒရာလမ်းပိုင်းကိုလုံးဝအေကထိ ंछ ုပ်ပြီးသားဖြစ်သွားမယ်အဲ့ဒီငဖဲစေတုဒ္ဒရာလမ်းပိုင်းကိုထိ ंछ ုပ်ပြီးပြီဆိုလို့ရှိရင်ဟိုဘက်ကျွန်တော်တို့ဆလင်းဘက်ကနေထိုးထွက်လာမယ်ကျွန်တော်တို့ဆလင်းစေတုဒ္ဒရာလမ်းကြောင်းပေါ်ကတော်လိုင်းအင်အားစုတွေနဲ့ဒီဘက် ငဖဲစစ်တရက်လန်နဲ့တကြောပေါ်ကတော်လိုင်းတက်ဖွဲ့တွေနဲ့သွားချိန်ပြီးလို့ရှိရင်စစ်တရက်မှာရှိနေတဲ့ကပ္ပစ20ဟာအထီးကျန်သွားပြီ20ဘာမှလုပ်မရတော့အဲပုံစံပေါ့ဗျာနော်အဲပုံစံပိတ်ထားလိုက်တာအဲလိုမျိုးအဲ့တော့ကပ္ပစ20အသက်အသက်မဲ့သွားတယ်တော့ကောင်းကောင်းဒီကောင်တွေကိုဖိအားပေးနေလို့ရတယ်အဲလိုအခြေအနေမျိုးရှိတယ်ဒါကြောင့်အချမ်းဖတ်စစ်ကောင်စီကစစ်တီအင်ကအမြန်ဆုံးဖြစ်တင်းဖို့အတွက်သူတို့ အရေးတကြီးလိုအပ်တဲ့အချိန်တွေရောက်သွားပြီနောက်တစ်ခုကကျွန်တော်တို့အရှိတ်ဘက်ကိုသွားမယ်အခုဘရန်ကြပါလိုက်ပေါ့နော်ဘရန်တက်နဲ့ကြပါလိုက်ဆိုအရှိတ်ဘက်ကိုသွားမယ်ဆိုလို့ရှိရင် main ဘက်ကိုမသွားမနဲ့ကျွန်တော်တို့မလွန်ဘက်မှာစက်ယုံနေုံရှိတယ်ကပ္ပစာ၁၂ရဲ့နောက်တစ်ယုံကကပ္ပစာ၁၃လားမသိဘူးရှိသေးတယ်အဲ့တက်နဲ့တက်နဲ့အကျန်းဖတ်စစ်ကောင်စီအတွက်နောက်ထပ်အသက်သွေးကြောတစ်ခုဖြစ်တဲ့မန်းရှင်နဲ့ချက်စက်ယုံရှိတယ်အဲ့ဓာဒီအတွက်အရန်အန်ရဲ့ကြီးွားရင်ဒါကြောင့်ဒီနေရီကန်စခန်းကြီးက အန်းကိုပြန်သိမ်းဖို့ခြေကိုစကန်းကြီးဖြစ်တယ်လို့အထက်ကကျွန်တော်ပြောခဲ့တဲ့တက်တွေနည်းမြေတွေအတွက်အဓိကခံစစ် viewer စကန်းကြီးလည်းဖြစ်တယ်။ဒါကြောင့် main online တို့အုပ်စုကဒီတက်ပြတ်နေတဲ့တက်မကူကူနဲ့မဖြစ်မနေအစားထိုးခဲ့ရတာပဲ။စခါစခွန်နဲ့ဒီ viewer လည်းမဖြစ်မနေလောရမယ့် viewer main online အနေနဲ့ဒီလောက်ရက်ကမှန်တယ်လို့ပြောလို့ရတယ်။ဒါမဲ့သူတို့ကအားနည်းချက်တွေရှိတယ်။အဲ့တော့ဟောဒီစခါစခွန်ကဘယ်လိုတက်လဲဆိုတော့စစ်မတက်ရတဲ့တက်ပြ။အေးစိနေခဲ့တဲ့ဟိုမှာ နော်လမ်းကြီးကောက်ပြီးတော့မှအဲဝင်တဲ့တဲ့တယ်လို့ဝင်းစီဝါရောင်းစားလို့ရတဲ့အချိန်တွေကနေလာတဲ့တက် ပြာနော်ပြီးတော့အဲ့မှာတက်သားအများစုကတင်တန်းစင်ကျွန်တော်စစ်မှုရတင်တန်းစင်ပတ်စားတယ်အရာချီပဲအများကြီးပဲနော်အဲ့ဒါကြီးပါလာတယ်အများကြီးပါလာအဲ့တော့မဲအောင်လိုင်းတို့ကအရေးသွေးထက်အရေးအတွက်ကိုအားကိုးတဲ့လူသားလိုင်းပြူဟာကိုကျင့်သုံးဖို့အတွက်သူတို့စူးစမ်းခဲ့ရတယ်။ဘာကြောင့်လဲဆိုတော့ ဟိုတနက်ပြတ်တက်ပြီးတော့မှလူတစ်ယောက်ဖြစ်ဖြစ်နှစ်ယောက်ဖြစ်ဖြစ်အဲ့လူတွေနဲ့เนาะတောက်လျှောက်ရှေ့ကိုတက်သွားပြီးမြေတစ်လက်မှရရနှစ်လက်မှရရဒါသူတို့ရဖို့အတွက်ဒီလူသားလိုင်းပြူပါနဲ့ကြိုးစားခဲ့ရတာပေါ့နော်ဒါပေမဲ့အဲ့ဒီမှာမင်းအောင်နိုင်အတိတ်ကမှားတဲ့တစ်ချက်ကအဲ့ဒါပဲအဲ့ဒီလူသားလိုင်းပြူပါပဲဘာဖြစ်လို့လဲဆိုတော့စီရေးတွေ့ကြုံလည်းမရှိဘူးအခုမှတင်တန်းဆင်းတဲ့လူတွေကိုဒါရှေ့တန်းပြောရလို့ရှိရင်စစ်ပွဲပြင်းထန်တဲ့ရှေ့တန်းကိုချက်ချင်းပို့ဆောင်ခြင်းဆိုတဲ့စီရေးစီးငင်းကိုသူချိုးဖောက်တာပဲဒါတော့ပြင်းထန်တဲ့နေရာကို တခါမှတိုက်ပွဲအတွေ့အကြုံမရှိတဲ့စစ်သားတွေကိုပို့လို့မရဘူး။တန်တန်ဘုံတန်နေကြတာနဲ့တခါတည်းနှကောင်းအထည်ထိုးတော့မှာ။များသောအားဖြင့်ကနော်။အဲ့တော့သူ့မှာလည်းအင်အားခန်းချောင်းမှုပြဿနာနေရတဲ့အပြင်းထန်ရင်ဆိုင်နေရတဲ့အချိန်ဖြစ်တဲ့အတွက်ဒီစည်းမျဉ်းကိုသူမချိုးဖောက်လို့မရအောင်။ဒါကြောင့်မရလိုက်အနေနဲ့ရရှိနိုင်တဲ့အင်အားကိုသူအလင်းမြန်အသုံးချဖို့ဒါဆုံးဖြတ်ခဲ့တာလည်းဖြစ်နိုင်တယ်ပေါ့နော်။နောက်တစ်ခုကတော့ဒီစကားဆက်ကွန်ကတိုက်ခိုက်ရေးတည်ရင်တွေကသူတို့နဲ့ပါလာတဲ့ စစ်မှုရန်ဒီအင်အင်အားတစ်တွေနဲ့ပေါ့နော်ဒါတွေနဲ့ပေါင်းဆက်ပြီးတော့မှအဲတို့ခုနကကျွန်တော်ပြောအထက်မှာပြောခဲ့တဲ့ human wave ပေါ့နော်အလူသားလိုင်းပုံပုံစံမျိုးကိုတို့သုံးလို့ရှိရင်တောင်ခမ်းလိုပဲနိုင်ငံကံကိုဆက်ပြီးထိန်းနိုင်နိုင်မယ်အဲ့ဒီကနေတဆင့်ပေါ့နော်နိုင်ငံကနေတဆင့်ဟောပဲအန်းတို့ဘာတို့အထိနော်ဒီ viewer နဲ့တွားနိုင်နိုင်မယ်ဆိုပြီးတော့မှမှားရင်းဆိုတာဆုံးဖြတ်ခဲ့တာပဲဒါပါလဲဆိုတော့သူတို့မှရွေးချယ်စရာလည်းမရှိဘူးဆိုတော့ပြတယ် ဂျန်တဲ့နေရာနဲ့သူတို့ထုတ်เสียမှာရှိဘူးဒီနေရာအရင်အရေးကြီးတယ်နေခံဟိုမှာကပ္ပစတွေကအများကြီးပဲနော်ကျွန်တော်အထက်မှာပြောခဲ့သလိုဟိုဘက်မြောက်ဘက်ကိုဆက်တက်သွားမယ်ငဖဲပရန်စေတုဒ္ဒရာအဲ့လမ်းကျောကိုမိသွားပြီဆိုလို့ရှိရင်ကပ္ပစ20အထိကျန်သွားပြီနောက်အရှိတ်ဘက်ကိုသွားမယ်ဆိုလို့ရှိရင်မလွန်အဲ့ဒီမှာကအရေးကြီးတဲ့စက်ရုံနေုံရယ်မန်းရည်နဲ့ချက်စက်ရုံရယ်ရှိတယ်အဲ့နောက်တစ်ခုရှိသေးတယ်ကျွန်တော်တို့အောက်ဘက်ကိုပြန်ဆင်းမယ်တောင်ဘက်ကိုဆင်းမယ်ဆိုလို့ရှိရင်ဟိုဘက်ကကပ္ပစ6ကိုတင်လိုက်ရင် တွားပြီးတော့မှအဲ့ဒီမှာကျွန်တော်တို့ပဲခူးတိုင်းကဆင်းလာမဲ့အဖွဲ့နဲ့ပသိမ်ညောင်းအာပသိမ်မုံရွာလမ်းနဲ့လမ်းပေါ်မှာတွားပြီးတော့မှချိတ်ဆက်မိမှာအဲ့ဒါကြောင့်မင်းအောင်လိုင်းအနေနဲ့ကဒီခင်းချင်းကို तू မတုံးလို့မရဘူး तू နိုင်ငံမကြောက် तू ထိန်းကိုထိန်းရတော့မှာထိန်းเสียရလဲသူ့မှာကရွေးချယ်เสียဒီတလန်းမရှိရရှိရစစ်သားနဲ့ပို့ဖို့ပဲရှိတော့တယ်ကျန်တာတွေကလည်းတခြားနေရာတွေမှာဟိုဂရင်းဒီတို့ကျွန်တော်တို့ကချင်ပြည်နယ်မှာလည်းတောက်လျှောက်ဖြစ်နေရဆိုတော့သူ့အနေနဲ့ကဒီရတဲ့လူဆွဲထုတ်ရတာတွေ့တွေ့လောင်းတာပေါ့ ဒါပေမဲ့အဲ့သွေးတက်လောင်းတဲ့နေရာမှာခုနပြောတဲ့ကျွန်တော်တို့အခုမှသင်တန်းဆင်းလာတဲ့စစ်မှုထမ်းတပ်သားတလေတွေကိုတိုက်ပွဲအရန်ပြန်ထန်တဲ့နေရာကိုပို့လိုက်တာဒါစီးရဲစီးမြင်ချိုးဖောက်တာအဲ့တော့ဒီကောင်ကြီးနားလေချင်မှနားလေမှာပါနော်နားလေနားလေမှာပါချိုးဖောက်တယ်ဆိုတော့သူတို့နားလေနေမယ်ဒါပေမဲ့သူတို့ကရွေးချယ်စရာမရှိဘူးပေါ့နော်နောက်တစ်ခုကပါလဲဆိုတော့ဒီကျွန်တော်တို့ AA နဲ့မဟာမိတ်တပ်ဖွဲ့တွေရဲ့စွန့်ရည်အဲ့ဒီစွန့်ရည်ကိုသူတို့အထင်သေးတာစခန်းကိုသူတို့ ဝိုင်းပတ်ပိတ်ဆိုပြီးပြင်းထန်တဲ့ထိုးစစ်ကို short drop ခဲ့တာပေါ့နော် A နဲ့အခုလက်တွဲပြီးတော့မှတိုက်နေတဲ့တပ်ဖွဲ့တွေ ACDF တို့နော် PRA မကိုးရီတို့နော်အဲ့ဒီအဖွဲ့တွေကနော်အရှူတို့နော်အဲ့ဒီအဖွဲ့တွေကဒီ A ထိန်းချုပ်တဲ့နေမြေတွေမှာပြင်းထန်တဲ့တင်တန်းတွေကိုတက်ရောက်ထားတဲ့သူတွေဖြစ်တယ်။တာမန်တာမန်စစ်တင်တန်းတွေမှာတော့ပြင်းထန်တယ်နော် A ထိန်းချုပ်တဲ့နေရာတွေမှာတင်တန်းတက်ခဲ့တဲ့သူတွေအဲ့ဒီမှာတင်တန်းဆင်းတဲ့သူတွေ အဲ့ဒါကြောင့်အချမ်းဖတ်စစ်ကောင်စီရဲ့ဒီတက်မှာပူပူပြိုလဲမှုကြောင့်ပေါ့နော်သူတို့မှာရွေးချယ်စရာမရှိဘူးအဲ့ဒီအချက်တဲကြောင့်လက်တလောရနိုင်တဲ့စစ်တီအင်အားအထူးသဖြင့်အည်သွေးနှိမ်ပါတဲ့စစ်သားတွေကိုအများဆုံးဖြည့်တင်ပြီးတော့မှစစ်ရေးအခြေအနေကိုထိန်းချုပ်ဖို့ကြိုးပမ်းခဲ့တာဖြစ်တယ်ဒါပေမဲ့အဲ့ဒီဆုံးဖြတ်ချက်ကခုနကျွန်တော်ပြောတဲ့စစ်သားတွေရဲ့အည်သွေးမပြေမီမှုစိတ်ဓာတ်ကျဆင်းမှုစွမ်းရည်နေပါမှုနော်နောက်ပြီးတော့အေရဲ့ထိုးစစ်ကိုမခံနိုင်မှုဒီလိုအကြောင်းအကြောင်းတွေကြောင့်ပေါ့နော် ငါ viewer မားတာတော့မဟုတ်ဘူးရွေးချယ်စရာမရှိလို့နိုင်ငံ viewer ကြီးကတခုလုံးကျွန်တော်တို့လက်ထဲကျွန်တော်တို့အရက်ခတက်တော်ရဲ့လက်ထဲကိုရောက်သွားတာပေါ့နော်သူတို့မှာရွေးချယ်စရာမရှိရနောက်တစ်ခုကတော့ဒီအောင်ဘွေးရဲ့အလှပဆုံးပိုင်းဒီအောင်ဘွေးရဲ့အလှပဆုံးပိုင်းကတော့ကျွန်တော်တို့ AA နဲ့တော်လိုင်းရေးမဟာမိတ်တပ်ပေါင်းစုရဲ့ပူးပေါင်းဆောင်ရွက်မှုပဲဗျာအဲကျွန်တော်တို့ကြားသိရတဲ့မြေပြင်သတင်းတွေအရ AA က viewer ကုန်းရဲ့ပင်မစကန်တွေကိုတိုက်နေတဲ့အချိန်မှာ တော်တော်ပြည်မဘက်ကမဟာမိတ်တွေဖြစ်တဲ့ CDF SU နောက်မကွေးတိုင်း PDF တပ်ရင်းတွေနောက်တစ်ခါចောင်းသားလက်ရုံတပ်တော် SAF နောက်ပြည်သူ့လွတ်လပ်ရေးတပ်မတော် PIA နောက် PRA မကွေးအဲ့လိုရဲဘော်ရဲဘက်တွေကရိုးမချေရင်မှာ Ambran line ဘော်ကအကြမ်းဖက်စစ်ကောင်စီရဲ့ခြေလင်းစစ်ကြောင်းတွေစစ်ကူတွေထောက်ပို့လမ်းကြောင်းတွေဓာတ်တွေကိုဟန်ချက်ညီညီနဲ့ဂျားပြတ်ဖြတ်တောက်တိုက်ခိုက်ခဲ့ကြတယ်ဆိုပြီးတော့မှ သတင်းတွေကကျွန်တော်တို့သိရတယ်ပေါ့နော်အဲ့တော့သူတို့ရဲ့နှစ်ဖက်ညက်ပူပေါင်းဆစ်စင်ရီဗျူဟာကအချမ်းဖတ်စစ်ကောင်စီဘလို့မှလှုပ်လို့မရအောင်ထိန်းချုပ်လိုက်တာပဲအဲ့တော့ဒီလိုစီရေးရအောင်မြင်မှုတွေရဖို့ဆိုတာကအရေးကြီးဆုံးကနိုင်ငံရေးရစီရေးဗျူဟာရတထက်သေးကြတဲ့စီလုံးမှုယုံကြည်မှုကိုတိစောက်ထားနိုင်လို့ပဲအဲ့တော့ဒီဖွဲ့တွေဒီ AA နဲ့နိုင်ငံရေးကောစီရေးရကောတထက်သေးကြတဲ့ယုံကြည်မှုတွေတိစောက်ထားနိုင်တယ်ဆိုတာကျွန်တော်တို့သတ်တွေ့ရတယ် ချင်းချင်းလေးစားမှုအပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုဆိုတဲ့ဒီဟန်ချက်ညီမှုဟာတော်လိုင်းအင်အားစုတွေအတွက်အင်တာမအရေးကြီးတဲ့နမူနာကောင်းတစ်ခုပါအထူးသဖြင့်ဒီနေရာမှာကျွန်တော်ပြောချင်တာကအမျိုးသားညီညွတ်ရေးဆိုရ NUG နဲ့တော်လိုင်းတပ်ဖွဲ့တွေအနေနဲ့ဒီနိုင်ငံတိုက်ပွဲရဲ့စီးလုံးညီညွတ်မှုကိုအတူယူတင်ပါတယ်ဒေသအခြေပြုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပြည်မအခြေဆိုင် PDF တွေကကိုမြေကိုအင်အားကိုဗိုလ်ပြုပြီးတိုက်ရတိုက်နေကြရတဲ့အခါ စီရေးပြူဟာကိုပေါင်းစပ်ညှိနှိုင်းဖို့ထောက်ခံရေးလမ်းကြောင်းတွေကိုမျှဝေသုံးစွဲဖို့ပြီးတော့စစ်မျက်နှာအသီးသီးကအောင်ပွဲတွေကိုတပြိုင်နက်တည်းဖန်တီးဖို့အတွက် DAA နဲ့မဟာမိတ်တပ်တွေရဲ့ပူးပေါင်းဆောင်ရွက်မှုပုံစံအကောင်းဆုံးသင်ခန်းစာပဲလို့ကျွန်တော်ကတော့ယုံကြည်ရပြအဲ့တော့ပြောချင်တာကစီးလုံးညီညွတ်မှုဟာအမြဲတမ်းအင်အားအကြီးဆုံးလက်နက်တစ်ခုဖြစ်တယ်ဆိုတာဒီနိုင်ငံအောင်ပွဲကတတ်သိပြခဲ့တာပဲအဲ့တော့ပြောရလို့ရှိရင်ဒီအောင်ပွဲကြီးက ရခိုင်ပြည်နယ်အတွက်သာမကပေါ့ကျွန်တော်တို့မြန်မာနိုင်ငံအလဲပိုင်းတော်လိုင်းကြီးအတွက်ပါအရေးကြီးတဲ့အလှည့်ပြောင်းတစ်ခုပါပဲရခိုင်ရုံးမတစ်ခုလုံးကိုထိန်းချုပ်နိုင်တော့မယ်ဆိုတော့ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့အေကတိဆောက်နေတဲ့အုပ်ချုပ်ရေးတရားစီရင်ရေးနဲ့ဒီလုံခြုံရေးရန်နေရာတွေကပို့ပြီးတော့မှခိုင်ခိုင်မာမာတိဆောက်လို့ရသွားနိုင်တယ်ရခိုင်ပြည်ကအကြမ်းဖက်စစ်ကောင်စီဘေးအန္တရာယ်ကနေပြီးတော့မှအတိုင်းအတာတစ်ခုထိလုံခြုံသွားတယ်ပေါ့ဗျာအဲ့တော့နိုင်ငံကြဆုံးချင်းဟာတော်လိုင်းတက်ဖွဲ့တွေအတွက်ရခိုင်ရုံးမကိုကြော်ပြီးတော့မှ ျွန်တော်တို့ပကိုးတိုင်းမကွေးတိုင်းနောက် ARI တိုင်းပေါ့နော်ဒီတိုင်းနေရဲ့ကျွန်တော်တို့ ARI ရဲ့အနောက်ဘက်ခြမ်းကိုလောလောကူကူချိတ်ဆက်ချီတက်နိုင်မဲ့လမ်းကြောင်းကိုစပြီးတော့မှဖွင့်ပေးလိုက်တာပဲအထူးသဖြင့်အကြမ်းဖက်စစ်ကောင်စီရဲ့ဆီလနဲ့ပစ္စည်းထုတ်လုပ်တဲ့စက်ရုံတွေကပ္ပစာ14ကပ္ပစာ20ဒါတွေက14ကအခုအနည်းဆုံး20ကမြောက်ဘက်မှာနောက်တစ်ခါအောက်ဘက်ကိုသွားလို့ရှိရင်ကျွန်တော်တို့ပကိုးကနေပြီးဆင်းလာတဲ့နော်ညောင်ကျိုးကနေဆင်းလာတဲ့အော်ရှစ်ပင် ကပ္ပစ6ကပ္ပစ9နောက်တစ်ခါကပ္ပစ16နောက်တစ်ခါကျွန်တော်တောင်ပတ်နေနေဆိုရင်ကပ္ပစ9နောက်တစ်ခါကျွန်တော် ARI မြကန်းပေးမှာဆိုလို့ရှိရင်ကပ္ပစ3ကပ္ပစတွေအများကြီးပဲအဲ့ဆက်ယုံတွေကိုကျွန်တော်တို့တိုက်ခိုက်ဖို့လမ်းပွင့်သွားတာပေါ့နော်အဲ့တော့ဟိုဘက်ကလည်းရခိုင်ယူမဘက်ကနေပကိုးကိုကျွန်တော်တို့ပကိုးတိုင်းထဲကိုဝင်မဲ့လမ်းကြောင်းကလည်းပွင့်လို့ဆဲဆဲဖြစ်နေအဲ့မှာမကွေးရနေဖောက်ထွက်လာတဲ့အဖွဲတွေနဲ့ချိတ်ဆက်မိပြီမာပြွာရချိတ်ဆက်မိပြီဆိုလို့ရှိရင် ARE တွေအနောက်ချမ်းရတော့ဗျာပိုရတားလာသွားပြီပေါ့နော်အဲ့တော့ပြောရလို့ရှိရင်နေကန်ဟာပသိမ်ပုံရွာလမ်းမကြီးနဲ့အဖြောင့်တိုင်းမယ်ဆိုလို့ရှိရင်15မီတာလောက်ပဲဝေးတယ်အဲ့တော့ viewer ကုန်းကြာသွားတဲ့အတွက် A နဲ့ကျွန်တော်တို့မာမေးတက်ဖွဲ့တွေကဒီလမ်းမကြီးပေါ်ကိုရောက်လာပြီးတော့မှအချမ်းဖက်စစ်ကောင်စီရဲ့အရေးပါတဲ့ကုန်းလမ်းဆက်သွယ်ရေးကိုကြော့တောက်ထိန်းချုပ်နိုင်မယ်အခွင့်အရေးကြီးကိုဒါလက်ဝယ်ပိုင်ပိုင်ရရှိလိုက်တာပဲဖြစ်တယ်ဒီလမ်းကြောင်းကိုထိန်းချုပ်နိုင် ARE တိုင်းပဲခူးတိုင်းမကွေးတိုင်းနဲ့ စစ်မျက်နှာတွေကကျွန်တော်တို့ကောင်းကောင်းချိတ်ဆက်နိုင်မှာရှိတယ်အဲ့တော့မကြခင်မှာစီရေးရအရှိတ်အနောက်ဖက်တွေကပါလုံးဝเนาะပြင်းပြထန်ထန်ဖြစ်လာတော့မယ့်အနေအထားလို့ကျွန်တော်တို့ကတော့မြင်နေပြเนาะအဲ့တော့ဒီအောင်ပွဲကလွယ်ကူတဲ့အောင်ပွဲတော့မဟုတ်ပါဘူးเนาะပိဆက်မှုတွေလည်းအများကြီးရှိပါတယ်အချိန်တိုင်းတာရအဖြစ်ဆယ်လလောက်ကိုတိုက်ခဲ့ရတယ်ပေါ့เนาะမျိုးတစ်မျိုးတိုက်ရင်တော့အလောက်မကြဘူးဘာလို့မကြလဲဆိုတော့မျိုးကဘာမှမဟုတ်တာမျိုးသိမ်းတယ်ဆိုတော့ဘာမှအတိအကအဲ့လိုစကန်းကြီးတယ်အဲ့လို viewer ကုန်ကြီးတယ်အဲ့ဒါတွေကအရင်ကြီးကြီးတယ်ဒါတွေကိုအရင်သိမ်းရတယ် အဲ့တော့ဒီရခိုင်ယူမရဲ့ခက်ခဲကြမ်းတမ်းတဲ့သဘောဝအခြေအနေဆယ်လကြာเนาะတိုက်ခိုက်ရေးရဲ့ပင်ပန်းမှုကိုကြော်လွားပြီးတော့မှဒီအောင်ပွဲကိုအရယူနိုင်ခဲ့တာဟာကျွန်တော်တို့ရဲ့ရဲဘော်တွေရဲ့ရဲစွမ်းတက်တိเนาะခိုင်မာတဲ့စိတ်ဓာတ်ကိုပြသနေတာပဲเนาะအဲ့တော့နေရီကန်ကြာဆုံးပြီဆိုရဲအောင်ပွဲတန်ဆင်ရခိုင်ယူမဘဝကနေအရာရီအနောက်ချမ်းတစ်ခုလုံးစီကိုဟိမ့်ထွက်နေပါပြီမကြခင်မှာဒီအောင်ပွဲရည်စက်တွေကကျွန်တော်တို့တော်လန်ရေးနေမြေမြေပြင်တစ်ခုလုံးကိုလွှမ်းခြုံတော့မှာပါဒီအောင်ပွဲဟာဆက်အနာရှင် ပြိုလဲမဲ့ နေတန်းရဲ့နောက်ထပ်အခန်းကဏ္ဍတစ်ခုပဲဘုရုပ်ထွန်းမြတ်နိုင်ပြောသလိုနေပြည်တော်ကြီးတက်ကြိတ်မှာနော်နေပြည်တော်ကြီးတက်ကြိတ်ဖို့အတွက်ကျွန်တော်တို့ဒါခြေတန်းတစ်ခုပဲအဲ့တော့ကျွန်တော်တို့အားလုံးဝါသာလိုက်ကြရအောင်ပုံလိုက်ကြရအောင်ရဲဘော်တွေကိုအားပေးထောက်ခံလိုက်ကြရအောင်ကျွန်တော်တို့နောက်ဆုံးပန်းနိုင်ကိုမယောင်မချင်းတသွေးတဲ့တသားတဲ့လက်တွေပြီးတော့မှဆက်လက်ခြေတက်ကြပါစို့အရေးတော်ပုံအောင်ရမည်အားလုံးကိုကျေးဇူးများတင်ပါတယ်